မယူသင့်တဲ့ယောက်ျား6မျိုးကိုမမိုးကဒီဗီလေးထဲမှာပြပြပေးသွားမယ်။အမျိုးသမီးတော်တော်များများရွေးချယ်မှုမှားတဲ့တော့တဘွားလုံးညှိတွားနေရတဲ့သူတွေအများကြီးပဲ။အဲ့တော့အိမ်အောင်ကြပြီးတဲ့အမျိုးသမီး80ရာခိုင်နှုန်းရဲ့ပြန်ကြားရတဲ့စကားကယောက်ျားယူမိတာ မှားတယ်အဲ့တော့ကိုက အိတ်ထဲမပါဖို့အတွက်ဒီယောက်ျား6မျိုးကိုရှောင်းမှာအဲ့တော့မမိုးတို့တာသမီတွေကိုမမိုးတို့ရွေးချယ်လို့မရအောင်မိဘရွေးချယ်လို့မရဘူးကိုယူမဲ့ယောက်ျားကိုရွေးချယ်လို့ရတယ်ဆိုတာမမေ့ပါနဲ့အဲ့တော့မမိုးတို့ကအာယူပြီးသွားရင်တော်တော်များများအမျိုးသမီးတွေကမကွဲချင်ဘူးအဲ့တော့စားရမှလည်းတဲတဲချက်ချက်ပြည့်ရမှလည်းအစီတဝန်းဝန်းမဖြစ်ဖို့အတွက်ဒီလိုယောက်ျားမျိုး6မျိုးကိုမရွေးချယ်မိစေနဲ့နံပါတ်1 ို့အတွက်အချိန်မပေးနိုင်တဲ့သူအဲ့တော့သူများအတွက်အချိန်ပေးနိုင်တယ်နောက်စမောတွေအတွက်အချိန်ပေးနိုင်တယ်ကို့အတွက်ဆိုရင်ဖះအတူသွားဖို့အတူရုပ်ရှင်ကြည့်ဖို့အချိန်ပေးဖို့ကို့ကိုကျင်နာဖို့အချိန်မပေးတဲ့သူသူ့အတွက်ကိုကတန်ဖိုးမရှိနေလို့ပဲဖြစ်တယ်နံပါတ်1ကကြတော့တယောက်ထင်းနဲ့မလုံလောက်တဲ့သူ तू ကကို့အပြင် နောက်ထပ်အချစ်တွေအွန် KTV တွေနောက်ထပ်အငယ်အနောင်တွေအများရန်ရှိနေတဲ့သူ ကြောက်လိုက်လို့ရှိရင်တော့ငါအတွက်အချစ်ဆုံးကမင်းပါဒါကကြတော့သူတို့ဘက်ကဘလို့ပါညာဒါကြောင့်အဲယောက်ျားပဲကွာအဲတယောက်တည်းနဲ့အဲအဲ့လိုမျိုးတရီစာတွေပေါ့အဲအဲ့လိုမျိုးပေါ့နော်ကုတယောက်တည်းနဲ့မလုံလောက်တဲ့သူနံပါတ်3ကကြတော့မမိုးပါလဲဆိုတော့ဂတိမတီးတဲ့သူအကျဉ်းချင်းဂတိတွေပေးတယ်ဒါပေမဲ့ဘယ်တော့မှအဲ့ဂတိကိုမတီးဘူးကို့အတွက်အမြဲတမ်းဖြတ်တယ်ဒါပေမဲ့လည်းအမျိုးသမီးတွေကအကျဉ်းချင်းယုံကြည်ပေးတဲ့ထဲမှာပါတယ် ဒါဆိုရင်တော့တေချာတယ်မမလို့တစ်လုံးဒူးနေမျက်ရည်စိတ်ညစ်ရမှာပဲဖြစ်တယ်။နံပါတ်၄ရကြတော့စာနာစိတ်မရှိတဲ့သူကိုကိုစာနာရမှန်ကိုကိုကူညီရမှန်မသိတဲ့သူပြီးတော့ရင်အငြင်းတန်းသူကအကောင်ကိုကမကောင်သူ့ရဲ့အမေတွေသူ့ရဲ့မောင်နှမတွေကြားမှာကို့မကောင်အငြင်းတန်းပြောတဲ့သူပဝင်းကျင်မှာကို့မကောင်အငြင်းတန်း ပြောတဲ့ယောက်ျားမျိုးစာမစာနာတတ်တဲ့ယောက်ျားမျိုးကိုရွေးချယ်မိလို့ရှိရင်လေကိုကအမြဲတမ်းတိတ်ခါကြားရတဲ့သူမျက်နှာငယ်ရတဲ့အမျိုးသမီးအမြဲတမ်းဖြစ်နေမှာနံပါတ်၄ရကြတော့ကို့အတွက်ပန်းတိုင်မရှိတဲ့သူသူ့ဘဝအတွက်လည်းပန်းတိုင်မရှိသလိုကို့အတွက်လည်းပန်းတိုင်မရှိဘူးယောက်ျားဖြင်းနေပေါ့နော်အဲ့တော့အမိမလုတ်စာကိုထိုင်စားပြီးတော့စိန်နဲ့နေတတ်တဲ့ယောက်ျားမျိုးတွေတက်တက်လုံးမမို့လို့အဲ့အမျိုးသမီးတွေပင်ပန်းရတယ်အတောက်စားမရှိရင်တော့မှပင်ပန်းရတယ် နံပါတ်6ကကြတော့နှိပ်ဆက်တက်တဲ့သူအရက်တောက်စားမယ်ပြီးသွားလို့ရှိရင်အော်လက်ပါမယ်လက်မပါရင်စိတ်ကိုနာကျင်အောင်ပါဇက်နဲ့နာမရင်းကျင်တဲ့သူမျိုးအဲ့လိုလူမျိုးကိုယူမိရင်လည်းတသက်လုံးသိသိရရတယ်ပေါ့နော်အဲ့တော့အမျိုးသမီးတွေအနေနဲ့ရွေးချယ်မှုမှန်ကန်ပြီးတော့ယောက်ျားကောင်းတွေကိုကို့အတွက်ရွေးချယ်နိုင်ကြပါစေလို့မမောကဆူတောင်းရင်းတဲ့ဒီဗီဒီယိုလေးကို မျှဝေပေးလိုက်ပါမယူသင့်တဲ့ယောက်ျား6မျိုးကိုမမိုးကဒီဗီလေးထဲမှာပြပြပေးသွားမယ်အမျိုးသမီးတော်တော်များများရွေးချယ်မှုမှားတဲ့တော့တဘွားလုံးကြီးတွားနေရတဲ့သူတွေအများကြီးပဲအဲ့တော့အိမ်အောင်ကြပြီးတဲ့အမျိုးသမီး80ရာခိုင်နှုန်းရဲ့ပြန်ကြားရတဲ့စကားကယောက်ျားယူမိတာ မာတယ်အဲ့တော့ကိုကအဲ့ဒီထဲမပါဖို့အတွက်ဒီယောက်ျား6မျိုးကိုရှောင်မှာအဲ့တော့မမိုးတို့တာသမီးတွေကိုမမိုးတို့ရွေးချယ်လို့မရဘူးမိဘရွေးချယ်လို့မရဘူးကိုယူမဲ့ယောက်ျားကိုရွေးချယ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့အဲ့တော့မမိုးတို့ကအာယူပြီးသွားရင်တော်တော်များများအမျိုးသမီးတွေကမကွဲခြင်းဘူးအဲ့တော့စားရမှာလဲတဲတချက်ချက်ပြည့်ရမှာလဲအစီတဝန်းဝန်းမဖြစ်ဖို့အတွက်ဒီလိုယောက်ျားမျိုး6မျိုးကိုမရွေးချယ်မိစေနဲ့နံပါတ်1 ကိုယ့်အတွက်အချိန်မပေးနိုင်တဲ့သူအဲ့တော့သူများအတွက်အချိန်ပေးနိုင်တယ်နောက်စမောတွေအတွက်အချိန်ပေးနိုင်တယ်ကိုယ့်အတွက်ဆိုရင်ဖျားအတူသွားဖို့အတူရုပ်ရှင်ကြည့်ဖို့အချိန်ပေးဖို့ကိုယ့်ကိုကျင်နာဖို့အချိန်မပေးတဲ့သူသူ့အတွက်ကိုကတန်ဖိုးမရှိနေလို့ပဲဖြစ်တယ်နံပါတ်1ကကြတော့တယောက်ထင်းနေမလုံလောက်တဲ့သူ तू ကကိုယ့်အပြင် နောက်ထပ်အချစ်တွေအော် KTV တွေနောက်ထပ်အငယ်အနှောင်းတွေအများရှိနေတဲ့သူပြောလိုက်လို့ရှိရင်တော့ ငါအတွက်အချစ်ဆုံးကမင်းပါဒါကကြတော့သူတို့ဘက်ကဘလို့ပါညာဒါကြောင့်ယောက်ျားပဲကွာအဲတယောက်တည်းနဲ့အဲအဲ့လိုမျိုးတရေစာတွေပေါ့အဲအဲ့လိုမျိုးပေါ့နော်ကိုတယောက်တည်းနဲ့မလုံလောက်တဲ့သူနံပါတ်3ကကြတော့မမိုးပါလဲဆိုတော့ဂတိမတီတဲ့သူအကျဉ်းချင်းဂတိတွေပေးတယ်ဒါပေမဲ့ဘယ်တော့မှအဲ့ဂတိကိုမတီဘူးကို့အတွက်အမြဲတမ်းဖြတ်တယ်ဒါပေမဲ့လည်းအမျိုးသမီးတွေကအကျဉ်းချင်းယုံကြည်ပေးတဲ့ထဲမှာပါတယ် ဒါဆိုရင်တော့တေချာတယ်မမလို့တသက်လုံးဒူးနေမျက်ရည်စိတ်ညစ်ရမှာပဲဖြစ်တယ်။နံပါတ်၄ရကြတော့စာနာစိတ်မရှိတဲ့သူ ကိုကိုစာနာရမှန်ကိုကိုကုညီရမှန်မသိတဲ့သူပြီးတော့ရင်အများရန်သူကအကောင်ကိုကမကောင်သူ့ရဲ့အမေတွေသူ့ရဲ့မောင်နှမတွေကြားမှာကိုမကောင်အများရန်ပြောတဲ့သူပဝင်းကျင်မှာကိုမကောင်အများရန် ပြောတဲ့ယောက်ျားမျိုးစာမစာနာတတ်တဲ့ယောက်ျားမျိုးကိုရွေးချယ်မိလို့ရှိရင်လေကိုကအမြဲတမ်းတိတ်ခါကြရတဲ့သူမျက်နှာငယ်ရတဲ့အမျိုးသမီးအမြဲတမ်းဖြစ်နေမှာနံပါတ်၄ရကြတော့ကို့အတွက်ပန်းတိုင်မရှိတဲ့သူသူ့ဘဝအတွက်လည်းပန်းတိုင်မရှိသလိုကို့အတွက်လည်းပန်းတိုင်မရှိဘူးယောက်ျားဖြင်းနေပေါ့နော်အဲ့တော့အာမိမလုဆာကိုထိုင်စားပြီးတော့စိန်နဲ့နေတတ်တဲ့ယောက်ျားမျိုးတွေတက်တက်လုံးမမို့လို့အဲ့အမျိုးသမီးတွေပင်ပန်းရတယ်အတောက်စားမရှိရင်တော့မှ ပင်ပန်းရတယ်။နံပါတ်6ကကြတော့နှိပ်စက်တက်တဲ့သူအရက်တောက်စားမယ်ပြီးသွားလို့ရှိရင်ဟိုလက်ပါမယ်လက်မပါရင်စိတ်ကိုနာကျင်အောင်ပါဇက်နဲ့နာမရင်းကျင်တဲ့သူမျိုးအဲ့လိုလူမျိုးကိုယူမိရင်လေတသက်လုံးစစ်စင်းရရတယ်ပေါ့နော်အဲ့တော့အမျိုးသမီးတွေအနေနဲ့ရွေးချယ်မှုမှန်ကန်ပြီးတော့ယောက်ျားကောင်းတွေကိုကို့အတွက်ရွေးချယ်နိုင်ကြပါစေလို့မမောဟာဆူတောင်းရင်းတဲ့ဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါ